အားလုံးမင်္ဂလာဒီနေ့ကျွန်တော်ပြောမှာက NUG ရဲ့အယူပေါ့ပထမဦးဆုံးပြောမယ့်ဟာက NUG ဆိုတာလေမကြခင်လေဟိုစောက်ထိုးနဲ့ညောင်းထဲရောက်တော့မှာကျွန်တော်အဲ့ဒါကြောင့်အချင်းချင်းပြောနေတာအခုကရိုဟင်ဂျာဆိုတဲ့အမိခံတွေကဘယ်ကပေါက်လာမှမသိဘယ်ကမျိုးဘယ်ပါအမျိုးကနေပေါက်လာမှမသိတဲ့ရိုဟင်ဂျာတွေက ရိုဟင်ဂျာဆိုပြအမိခံနေအခုက NGG ကနေပြီးမှကောက်လိုက်ပြီးမှဟာလာလူအခွင့်ရေးသူဝန်ကြီးဆိုပြဟိုအောဦးအောင်ကျော်အောင်ကျော်မိုးလာအဲ့ယိုခတ်လိုက်တယ်အခွင့်ရေးပေးလိုက်တယ်အဲ့တော့အခုကျတော့ရခိုင်တချက်ရိုဟင်ဂျာတချက်တဲ့ဆရာကျွန်တော်မြန်မာတမိုင်းမှာမြန်မာမြန်မာမြန်မာဆိုတဲ့နိုင်ငံမဖြစ်ခင်တော့မှာဗမာတမိုင်းမှာဟောရခိုင်တမိုင်းမှာရှိသလား ဥပမာကျွန်တော်ပြောမစပုတ်ပင်းအင်းတောင်ညောင်ကုန်းပေါင်အထိဟောခမရမြမပမာတမိုင်းမှာရှိဖူးသလားအန်ယူဂျီပမာလူကြီးတွေကျွန်တော်မေးမယ်ပြီးမှကိုလိုနီခက်ပြီးမှလော်လိုက်ရေးခက်မှာသူတို့ပါလို့ခက်ဖူးတယ်မြန်မာနိုင်ငံမှာမြန်မာနိုင်ငံဖြစ်တည်လာတယ်ဆိုတာအန်ယူဂျီကြောက်မဟုတ်ဘူးမြန်မာနိုင်ငံတီလို့မြန်မာဆိုတဲ့နိုင်ငံတနင်္ဂနွေဖြစ်လာတာကတီတိုင်းသားတွေကြောက် တိုင်းသားတွေက135တိုင်းသားတွေကနော်ထောက်ခံလို့အင်္ဂလိပ်အနေပြီးမှလွတ်လာရေးပေးတာတိုက်လို့ယူခဲ့တာလည်းမဟုတ်ဘူး NUG ကဘာဖြစ်လို့အခုကကလာတွေကိုလူအခွင့်ရေးဝန်ကြီးတို့ဘာလို့သွားပေးနေတာလဲအဲ့တော့ဒီ NUG ရဲ့အကြီးအကဲတွေကအခုကြည့် တော်လှန်ရေးပြီးတာနဲ့မြန်မာနိုင်ငံသားလွတ်လပ်လာတဲ့ဒီမိုကရေစီတခုတည်ထောင်လာမယ်ဆိုလို့ရှိရင်အခုကျွန်တော်သူတမရသူအဲယာယီတမရသူဝါလာရှိရောဘာညာရောဆိုတာရှိတော့မှာမဟုတ်ဘူးပမာတွေရှိပဲအုပ်ချုပ်တော့မှာအခု NUG ကဥနှောက်ကိုမရှိတာ NUG ကြောင့်အခုကချစ်ပမာအဲရခိုင်တချတ်တဲ့ရိုဟင်ဂျာတချတ်တဲ့ သူတို့ပြောချင်တာဗမာတချက်ဆိုတဲ့သူရိုဟင်ဂျာတချက်ဆိုတဲ့ပုံစံကိုပြောလာပြီလေကဲပေဆောက်အနဲ့ပေအပေါက်ကနဲ့ထွက်လာမှမသိမျိုးမစစ်တဲ့လူတွေကိုမြလူလူတွန်းလိုက်ပြီးမှဟာလာအန်ယူဂျီကွာအန်ယူဂျီကြောင့်မြန်မာနိုင်ငံပျက်စီးတော့မယ်အန်ယူဂျီ တီရိုဟင်ချာဆိုတဲ့အမိခိဆာနဲ့ပတ်သက်လာပြီးမှအန်ရူဂျီဆိုတဲ့နလပိန်တုံးတွေတီထားဘူးอ่ะမြန်မာတနိုင်ငံလုံးကစစ်ကတ်စစ်တပ်ပဲထောက်ခံထောက်ခံဒီမိုကရေစီအဖွဲ့လူချင်းတဲ့အဖွဲ့တွေပဲထောက်ခံထောက်ခံတီရိုဟင်ချာမလက်ခံဘူးမြန်မာတနိုင်ငံလုံးကတာကူမြတ်ခမရတော့ဆွဲတင်လိုက်တယ်အဲ့ဒါကပြဿနာ now now မာဆိုလို့ရှိရင် NUG ကြောက်ဒီလူတွေကအမောက်ထောင်လာတယ်ဆိုတဲ့ဟာ ဖြစ်လာမယ်အခုတော်မှစပြီအရင်တုန်းကပြည်သူလူထုအန်ဂျူဂျီယုံကြည်ခဲ့တယ်တိုင်းသားတော်တော်များများကလည်းအခုနောက်ပိုင်းကတအားကြဆင်းလာတယ်အန်ဂျူဂျီဆိုတာကဒေါ်လာနောက်လိုက်ပြီးမှဟိုလူအခွင့်အရေးပါစပ်နဲ့ရှောက်အောင်ဘာမှမတည်တဲ့ဟိုးပါလေမလုံနိုင်မကင်နိုင်တဲ့အရာတွေကိုပဲမျောလင့်နေတဲ့အဖွဲ့အစည်းဖြစ်နေပြီ စိတ်ပြည့်စရာတော်တော်ကောင်းတယ်ကလားပါအဖေခေါ်ချင်နေတဲ့အန်ယူဂျီရိုဟင်ဂျာဆိုတော့ကျွန်တော်မြန်မာနိုင်ငံနဲ့တမိုင်းမှလည်းမရှိဘူးကျွန်တော်တို့အခုနပြောပြီးပိုပေးအင်းအောင်ရောင်ကုန်ပေါင်းမြန်မာတမိုင်းဗမာတမိုင်းမှာကြီးလိုက်โอเคရခိုင်တမိုင်းမှလည်းတွားကြီးလိုက်မရှိဘူးကွာမရှိနေဟာကြီးခမရတော့ပုံဖော်ပြီးမှအသက်သွင်းပေးနေတယ် တအန်ယူဂျီရဲ့လုံရလေဘလောက်ချက်စရာကောင်းလဲမြန်မာတပီတတပီလုံးပြည်သူလူထုတိုင်းသားပေါင်းစုံရဲ့မျက်နှာကိုအန်ယူဂျီကိုတိုင်းအိုမဲတုံးလိုက်တာဒီဟာတနေ့ကျအန်ယူဂျီတို့တာဝန်ယူရလိမ့်မယ်အဲ့တော့ NUG ကတာဝန်ရှိတဲ့လူတွေတော်တော်များများကလည်းအယူတွေ ke yakhai ta chat pam ro ta chat de rohingya ta chat so ro elo solution rohingya o ti lo akwan ye pe bi so ro rohingya so re ami ya bi da na rohingya so re lu re ga lu akwan ye a ya chin pi ne ma le twa la lo ya de tu a ba lo so nai ngan da phit bi le so ro pa ma bi ma le chai de lo ni lo ya bi chai de ni ya ma eng sauk ni lo ya de ပတူမတာပိုင်ခွင့်မရှိဘူးလူအခွင့်ရရဆိုရင် ဘာလို့ဆိုခမရတော့ကမရှိတဲ့လူမျိုးကိုတင်ထားပြီးပြီလေကဲအန်ယူဂျီဘလို့ဖြစ်ရှင်းတော့မလဲအန်ယူဂျီကတကယ်တမ်းဆိုရင်တော့မြန်မာနိုင်ငံကိုဖျက်ဆီးတာမြန်မာနိုင်ငံကိုကဲတင်တာမဟုတ်ဘူးစစ်ကောင်စီထက်တော့မှကြောက်စရာကောင်းလာတယ်အန်ယူဂျီကစကားမထက်မင်းအွန်လိုင်းထက်တော့မှကြောက်စရာကောင်းလာပြီအန်ယူဂျီကသူ့လောက်ရကဒီရိုဟင်ဂျာကိစ္စအဲမင်းအွန်လိုင်းလို့ စစ်ကောမရှင်အဖွဲ့ဦးရတော့မလက်ခံဘူးကွာမယုံရင်မင်းအောင်ထိုင်ထောက်ခံနေတဲ့လူတွေသွားမင်းမြန်မာတနိုင်ငံလုံးမှာရှိတဲ့မင်းအောင်ထိုင်ထောက်ခံနေတဲ့လူတွေလည်းသွားမင်းဘယ်သူမှလည်းမခံဘူးဒါကြည့်ဦးခမရဆွဲပြီးမှအပေါ်တင်လိုက်တော့ဘာဖြစ်သွားပြီလဲဒီကောင်တွေအမောက်ထောင်လာပြီလေပါမမလုတ်ပဲအချောင်ရဖို့အတွက်ရခိုင်တကြက် ရိုဟင်ဂျာတကြတဲ့ပြောချင်တာကချင်းတကြပမာတကြရှမ်းတကြပမာတကြကချင်းတကြပမာတကြတီလိုကျွန်တော်တို့တော့နေစကားလုံးလို့ကျွန်တော်တို့ရှေးတုန်းကဘင်လုံစာချုပ်တုန်းကကျွန်တော်တို့ပြောခဲ့တဲ့စကားလိုမျိုးပြောလာပြီလေခေါမဘာမှလုပ်တာလည်းမရှိဘူးမြန်မာနိုင်ငံဟိုတီဆောက်လာတဲ့လူမျိုးလည်းမဟုတ်ဘူးမြန်မာနိုင်ငံတီကိုလိုနီခက်ကြရရနဲ့လွတ်လပ်ရေးရတဲ့အထိမြန်မာနိုင်ငံဖြစ်ပေါ်လာတဲ့အချိန်ထိ ူတို့တိဆောက်လာတာမရှိဘူးကဲအန်ဂျူကြီးကြောင့်အခုမြန်မာနိုင်ငံဖျက်ဆီးပြီအဲ့ဒါကြောင့်ပြီးဖျက်အန်ဂျူကြီးလို့ပဲကျွန်တော်ကနာမည်တတ်တော့မယ်အန်ဂျူကြီးဆိုတာကျွန်တော်တို့လူမျိုးအချင်းချင်းကြားကိုကတိုင်းသားတွေအချင်းချင်းကိုမှရိုဟင်ဂျာဆိုတဲ့အမည်ပေးပြီးမှရိုဟင်ဂျာကအကုန်လုံးအုပ်ချုပ်စေခြင်းတဲ့သဘောနဲ့အခု ဘာမှနိုင်ငံသားလည်းမစစ်ဘာမှရေရရရမမတိတဲ့လူတယောက်ကြီးကိုအန်ဂျူဂျီရဲ့လူအခွင့်အရေးဝန်ကြီးပေးလိုက်တယ်မြန်မာနိုင်ငံမှာလူအခွင့်အရေးဝန်ကြီးကဘေးစရာရှားလာလူတန်ပေါက်60 50 60သူမှရှိတဲ့မြန်မာလူမျိုးမြန်မာနိုင်ငံမှာရှိတဲ့တိုင်းသားပေါင်းစုံရှိနေတာပဲအဲ့ရိုဟင်ဂျာကိုပဲလင်းတော်ချင်နေတော့ အန်ဂျူချီမှာရှိတဲ့လူကြီးတွေအကောင်လုံးရိုဟင်ဂျာစီမတပဲအကောင်လုံးခံလိုက်ရိုဟင်ဂျာဆိုတာမြန်မာရဲ့ကျွန်တော်ရဲ့မြန်မာနိုင်ငံရဲ့တမိုင်းမှာလည်းမရှိတလို့အခုလည်းကျွန်တော်လက်ခံလို့မရဘူးတကယ်လို့လက်ခံမယ်ဆိုလို့ရှိရင်နောက်မှမြန်မာနိုင်ငံတကယ်လို့ပြောင်းလဲတဲ့ဒီမိုကရေစီရှိပြီဆိုလို့ရှိရင်ကျွန်တော်စီစစ်အောင်မယ်စီစစ်ပြီးမှသူတို့ရဲ့တက်တမ်းနဲ့ဂါလာနဲ့ကြီးပြီးမှ ဒီနေမီမှာဘလောက်နေခဲ့ဘူးတလဲဟာလာမြန်မာစကားတတ်လားမတတ်ဘူးလားမြန်မာစကောင်းကောင်းရလားမရဘူးလားအဆအဆစ်စေးမယ်ပြီးမှဒီလူကိုနိုင်ငံသားပေးတဲ့မပေးတဲ့ပြန်စင်းစားမယ်အချိန်ကနောက်မှအခုအသားတွေလုတ်လို့မရဘူးပါလို့လဲ ဘင်္ဂလားဒေ့ရှ်ကငါပြင်းနေလူပြင်းနေကိုဘာလို့လဲဆို UN ကြားတဲ့ UN ကလူအခွင့်အရေးပေးတဲ့ဒီလိုထောက်ပတ်ကူညီနေဆိုတော့ဘင်္ဂလားဒေ့ရှ်ကလူဦးရေအများများတော့ငါပြင်းနေကရိုဟင်ဂျာဆိုတဲ့အမိခါနဲ့ဝန်နေအကုန်လုံးဟိုမှာအဲ့တော့လူကတင်းနဲ့တန်းနဲ့ဖြစ်သွားတယ်ဒါကိုဆမပြလိုက်အကုံလုံးကရိုဟင်ဂျာတွေလို့ထင်နေကြတယ်ရိုဟင်ဂျာဆိုရင်အမိခံတဲ့အဖွဲ့အမိခံခြင်းတဲ့အဖွဲ့ကစစ်စစ်တကယ်စစ်စစ်မယ်ဆိုရင်တင်ကြတာတော့ရှိမှာမဟုတ်ဘူး အများဆုံးတင်းကနန်းပေါ့တင်းကနန်းဆိုတော့တင်းလောက် ပေါ့နဲ့တင်းလောက်ပေါ့အခုကတော့မှဆယ်တင်းတင်းနဲ့ဆယ်တော့ရှိတော့မယ်တန်းနဲ့ချင်းနေပြီမြို့မစစ်တဲ့လူတွေအပေါ်တင်လိုက်ကြရရနဲ့ဒီအန်ဂျူဂျီကိုတိုင်ကမြန်မာပြည်သူကိုမချစ်ဘဲနဲ့ဒိုင်းတာအလုံးမချစ်ဘဲနဲ့ဒေါ်လာကိုချစ်ပြီးမှဒေါ်လာနောက်ကိုဘလို့ပိုက်ဆံရမလဲဆိုတာပဲတွေးပြီးမှအလုံးလုံးနေလို့ ီအဖြစ်ကအခုရောက်လာပြီအဲ့တော့ NUG ရဲ့ကြာဆုံးခန်းကအခုအစတင်နေပြီအဲ့ဒါအသေးချာဆုံးပဲ